အဖြစ်ရှင်တာဖြစ်ပြီဖြစ်ရှင်တာမဖြစ်တော့ဘူးဆိုတော့စိုးရင်ယုံနေမကတော့ဘူးသူကကြံရမရတခါတည်းဝါကနေငိုချလိုက်တယ်အရှုံးပေးလိုက်တော့လက်မြောက်လိုက်တော့တာပေါ့နော်ငိုကြွေးမြည်တမ်းဘာအကျိုးတူးရှိတယ်လဲဆိုတော့ဘာအကျိုးတူးမှတော့မရှိဘူးဟုတ်လားနော်အရှုံးသမားလို့ပေါ်လွင်ထင်ရှားတော့တာပဲရှိဟုတ်တယ်မဟုတ်လားသူများအထင်သေးတာပဲရှိတယ် ွေးကြုံနေရတဲ့လောကဓာတ်တရားကိုအပြုံးမပြတ်တည်တည်ငြိမ်ငြိမ်ရင်ဆိုင်နိုင်တဲ့လူနဲ့ငိုကြွေးနေတဲ့လူဘုစုကိုထင်ကြည့်တော့တည်တည်ငြိမ်ငြိမ်ရင်ဆိုင်နေတဲ့လူထင်ကြည့်တာပေါ့ငိုနေတဲ့လူတနာเสียရဟုတ်လားဒါသူများတနာเสียရကြီးဖြစ်ရတယ်မဘလို့မလို့ဒါပေမဲ့ဘုန်းဘုန်းတို့မှာပျက်စီးမဲ့အရာတွေရဲ့ပုံမှာမမောမှုကမကင်းကြသေးတဲ့အတွေ့အကြုံကိုမမောထားတဲ့အရာပျက်စီးပြီဟေ့ဆိုတာနဲ့ငိုကြပါဘီ ငိုကြွေးတက်တဲ့သဘာဝကိုမပယ်နိုင်သေးတဲ့အတွက်ကြောင့်မလုပ်ကြပြီတော့ငိုရပြီဒါကြောင့်မြတ်စွာဘုရားလူရလို့ဖြစ်လာရင်မင်းတို့စိုးရင်နေမကအောင်ငိုကုန်ငိုရအောင်ပါဟုတ်လားငိုကုန်ငိုရအောင်ပါနော်စိုးရင်ရလိမ့်မယ်ငိုရလိမ့်မယ်ဘဝရဲ့လို့ရလာပြီဆိုလို့ရှိရင်စိုးရင်နေရာ တွေတွေးလို့စိုးရင်ရပြီငိုနေရာတွေတွေးလို့ငိုရပြီဆိုရင်ဒါဘသူကြောင့်ဘဝကြောင့်ဘာကြောင့်ညကြောင့်ဆိုတဲ့အမြင်ထက် အော်ငါလူဘဝကြီးရလာလို့ကိုစိုးရင်ရတာပါလားငိုရတာပါလားလို့အမှန်ကိုလေးလေးနက်နက်မြင်စေခြင်းလို့ဒီအကြောင်းအရာလေးကိုပြောပြတာနော်သောကပရိဒေဝပြီးတော့ပါတယ်တို့ဒုက္ခဒေါမနတဥပါယတာနော်ဒုက္ခဆိုတာကိုဆင်းရဲတာဒေါမနတဆိုတာစိတ်ဆင်းရဲတာဥပါယတာဆိုတာပြင်းစွာပင်ပန်းတာတချို့သတိမေ့သွားတက်သွားတယ်ခြေမတွေပါလေလှမ်းချိုးနှာတွေပါလေနှက်ဟုတ်လား ်ဗောက္ကမရိတွေကအာချီလုံးတဲ့အခါကျတော့စိတ်ကအယံပင်ပန်းသွားတဲ့အခါတတိပါမှာဖြစ်သွားတော့မေ့သွားတာအဲ့ဒီလောက်ကြီးွားတဲ့အပူတွေဒုက္ခတွေဆင်းရဲတွေဘာကြောင့်ဖြစ်တယ်လို့မြတ်စွာဘုရားဟောတာတော့ဇာတိကြောင့်ဖြစ်တာတဲ့ဟုတ်လားသာတိပစ္ဆယဇရာမရဏတောကပိဒေဝဒုက္ခဒေါမနတုပါတတံဘောတိဧဝမိတ္တတကိယလတဒုက္ခခန္ဓာတတမှုရေဟောတိနောက်ဆုံးချုပ်ပြလိုက်တယ် တကယ်စဉ်းစားကြည့်မယ်ဉာဏ်နဲ့မြင်ကြည့်မယ်ဆိုရင်ဒီရုပ်တည်နေနေစဉ်ဆက်မပြတ်ဖြစ်နေတယ်ဆိုတာဘာချမ်းသာမှမရောရှက်တဲ့တသက်ဆင်းရဲဒုက္ခရဲ့အစုအပုံကြီးဖြစ်နေခြင်းများသာဖြစ်တယ်တဲ့ဧဝမေတ္တကေဝလတကေဝလဆိုတာတသက်ဘာမှမရောဘူးသီးသန့်လို့ပြောနေတာဘာသီးသန့်လဲဒုက္ခခန္ဓာတဒုက္ခဆိုတာဆင်းရဲခန္ဓာဆိုတာအစုအဝေးဆင်းရဲအစုအဝေးကြီးတသက်ဖြစ်နေခြင်းပဲတဲ့ ဘဝဖြစ်နေတယ်ဆိုတာ။ဒါကျုပ်တို့ကမမြင်ဘူးနော်။